။ကျောင်းအဲ့လိုလေးကိုခယူကမာလေးနဲ့လေတခါမှမရိုက်ဘူး။အခုလိုမျိုးဟိုလှလှပပလေးဆိုတော့ကိုကိုလိုရင်းနေတမီလေးနဲ့တူရလို့ခံစားရတယ်။စပင်ပေါ့နော်အဓိကစပင်ပေါ့စပင်2ကိုတက်လေတထားမရှိဘူးအဲ့ပြဒီလိုပုံစံမျိုးဆိုလဲစောင်းပြင်းလေးပြင်ထားမရှိဘူးပေါ့အဲ့အဓိကတော့ဒီလိုစပင်လေးနဲ့ပုံစံပြောင်းသွားတော့သဘောကျပါတယ်ကိုယ်ဆိုင်ရကြတော့ထအေးနေတက်တက်မပြောရင်လည်းမပြောဘူးပြောရင်လည်းအဆုံးစွန်လေးပေါ့ပြောအချစ်ကြီးရဲ့အဲအချစ်ကြီးတယ် ကျောင်းကကြတော့ January 23ဆိုတော့ Aquarius ဆိုတော့အဲ့ပုံစံနဲ့လိုက်မဲ့ပုံစံလေးကိုဒါတက်ပုံစရာလေးနောက် make up တွေနဲ့တိုင်ပင်ပြီးတော့ ရိုက်ဖြစ်တာပါဟုတ်။အเจ้าအဲ့လိုလေးကိုခယူကမာလေးနေလေတခါမှမရိုက်ဘူး။အခုလိုမျိုးဟိုလှလှပပလေးဆိုတော့ကိုကိုလိုရင်းနဲ့တမီလေးနဲ့တူရလို့ခံလာတယ်။အာထွက်လာတဲ့ပုံတွေဆိုလဲဆောင်းအရင်တဖို့ကြရတယ်ပြီးတော့ကျတော့ဟိုအဲ့လိုမျိုးပေါ့နော်အလုပ်တစ်ခုအဲ့လိုတိတိကျကျလေးဟိုစက်ကူးကောင်းကောင်းလေးပေါ့နော်ဒါဆိုရင်ဆောင်းဒီအာဒီ ပုံလေးကိုရိုက်ဖို့အတွက်အဲစောင်းရဲဒါ DJ ကအကိုရင်းနဲ့ဆိုရင်တလားလောက်ကြိုပြီးတော့ဟိုဂျိုဒင်စဉ်းစားရတယ်ဒီဇိုင်းတွေစဉ်းစားရတယ်ပြီးတော့ဒီဇိုင်းနာဆိုတော့ဒီဇိုင်းတွေပို့ပေးရတယ်အကုန်လုံးပေါ့နော်အသေးချာချာလေးနဲ့စတင်နေရစာတီချာလေးစီစဉ်ရတယ်ပေါ့ဒီနေ့စောင်းရဲဝတ်စုံလေးကိုတော့ဒီဇိုင်းနာတတာပေါ့နော်ညီမလေးတတာပေါ့ဒီ make up ကကြတော့ညီမလေးတီလေးမော်မှာအာဒါဓာတ်ပုံလေးတွေကကြတော့အာ DJ photography ဖြစ်ပါတယ်အဲနောက်ပြီးတော့စတင်ကကြတော့စတင်ကလွင်ဖုံးကိုပါဒီအဲဒါလေးဆိုတဲ့အချစ်ဖို့ကောင်းတယ်ဒါလေး ကကျတော့မာမောင်လေးဖြိုးဟန်ကျော်ကစီစဉ်ပေးထားတာပါဟုတ်အကုန်လုံးကစပွန်ဆာပေးတာဒါဆောင်းပေါ်မှာချစ်ပြီးတော့အဲ့လိုစေနာ ထားပြီးတော့စီစဉ်ပေးတာတကူးတကားပေါ့နော်အခုလိုမျိုးနဲ့စီစဉ်ပေးတာမျိုးလည်းဆောင်းအရင်ကျေးဇူးတင်တယ်နောက်ပြီးတော့ပျော်လဲပျော်တယ်အခုလိုမျိုးတေးချာချာလေးဖန်နေပြီးရိုက်ရတဲ့အတွက်လည်းဆောင်းဝမ်းသာပါတယ်ဟုတ်ကိုယ့်ရဲ့ချစ်ရတဲ့သူတွေအခုချိန်ထိလက်ရှိအချိန်ထိပေါ့နော်အနားမှာရှိပေးနေတဲ့အတွက်လည်းဆောင်းအမြဲတမ်းကျေးဇူးတင်ရတယ်အရင်လည်းပျော်ပါတယ်ဟုတ်စပင်ပေါ့နော်အဓိကစပင်ပေါ့စပင်2ကိုတက်လေတက်ထားမရှိဘူးအဲ့ပြောဒီလိုပုံစံမျိုးဆိုလည်းဆောင်းပြင်းလေးပြင်ထားမရှိဘူးပေါ့အဲ့အဓိကတော့ဒီလိုစပင်လေးနဲ့ပုံစံပြောင်းရအောင်တော့ပေါ့ကြပါတယ် ကိုယ်ဆိုင်ရကြတော့တော်တော်များများခက်အေးနေတတ်တယ်ပေါ့နော်အဲတခုခုဆိုရင်အာအဆောင်တော့ကမပြောရင်လည်းမပြောပြောရင်လည်းအဆုံးစွန်လေးပေါ့အဲအဲ့လိုမျိုးတော့ထင်တယ်ကိုယ့်ဘက်ကိုပြောအချစ်ကြီးရယ်အဲအချစ်ကြီးရယ်အဆောင်ရဲ့ အကျင့်တစ်ခုတော့ရှိအဲ့ဘာလဲဆိုတော့အဆောင်ကတခုခုဆိုပြီးပေါ့နော်အဲကိုမှားခဲ့တဲ့အမှားတွေဆိုရင်လည်းကိုဘာမှားလဲအဲ့လေပြင်ပြင်လိုက်ပြီးွားရင်အဆောင်အဲ့ဒါတိတ်ပြီးတော့ခေါင်းထဲမှာမထားဘူးကိုကိုစိတ်ထင်ရလာပေးပြီဆိုရင်တချို့အရာတွေကြတော့ကို့အမှားကိုကိုတကယ်မှားလို့ပြပြင်စီခြင်းလို့ပြောတဲ့ဇာခါတွေတချို့ကြတော့လည်းကိုဖြစ်နေလို့ဆိုတာရယ်ကိုမှုလို့မုန်းနေရယ်ဆိုတဲ့သူတွေရယ်အဲ့လိုလူတွေပေးရစိတ်ထင်ရတယ်ပေါ့နော်ကိုဘာပဲလုပ်လို့မုန်းနေရတဲ့သူတွေကိုတော့ ဟိုသူတို့ပေးတဲ့စိတ်ထင်ရတွေကိုစောင်းအမြဲတမ်းလက်ခံပြီးတော့ခံစားနေမှဆိုရင်အာစောင်းကဟိုအချိန်တိုင်းစိတ်ဆင်းရဲနေရမှာလေဘာလို့လဲဆိုတော့သူကကိုဘာလို့လုံးမုန်းနေမှာ ਉਹ အဲ့လိုလူတွေပေးတဲ့စိတ်ထင်ရဆိုရင်တော့အာမိပလိုက်တာများတယ်ကိုတကယ်မှားလို့ကိုကိုပြုပြင်စေချင်လို့ပြောတဲ့စကားတွေကဟိုနည်းနည်းကြမ်းွားလို့ကိုတက် စိတ်ထင်ရဖြစ်ချင်းနဲ့ဖြစ်သွားလိမ့်မယ်။အဲ့ဒါဆိုရင်တော့ဩငါတကယ်ဒီလိုမှားတာပဲ။ဒါလေးကိုတော့ဒီလိုပြုပြင်လိုက်မယ်။အဲ့ဒါဆိုရင်တော့သူတို့ငါ့ကိုချစ်လာမှာပါ။အဲ့လိုအတွေးလေးနဲ့ပြုပြင်လိုက်တဲ့အရာတွေလည်း ရှိတယ်။နောက်လာမှဘလို့လူမယ်ဒီလာမှဘလို့နေမယ်အာဘလို့ပြောရှင်းအောင်နေမယ်အဲ့လိုလေးပဲအမြဲတမ်းစဉ်းစားဖြစ်တဲ့အတွက်အာအမြဲတမ်းပျော်ရွှင်ခြင်းရဲ့ခုနပြောလို့ကုသိုလ်တွေရဲ့အလှူတွေရဲ့ဒါတိုင်းနဲ့ပဲဖြတ်တန်းပြစ်မှာပါ။ဆောင်းဝါကြတော့လေပြောမယ်ဆိုရင်ဟိုးအရင်တော့အလှူတွေပိုင်းတိတ်နားမလဲဘူးလှူတော့လှူတယ်တိတ်ပြီးတော့ဟိုတတိချာချာမလှူတော့ဘူးပေါ့နော်အဲတကယ်တမ်းအလှူတွေကိုစပြီးတော့အစာပြိုးလာတာကြတော့ဒီကိုဗစ်ကာလပေါ့ကိုဗစ်ကာလမှာလူတွေရဲ့အခက်ခဲတွေကိုဗေနာလူတွေရဲ့အခက်ခဲတွေအာနောက်ပြီးတော့ကြတော့ကိုမမြင်ဘူးတဲ့အရာအများကြီးကိုမြင်တွေ့ခဲ့ရရပေါ့နော်အဲဒီကိုဗစ်ကာလမှာဆိုလည်း ရောဟာကြောင့်ဟိုဘယ်လိုလဲတကယ်ပတ်စံရှိနေအောင်ဟိုဘယ်လိုရမလဲကုလို့မရတဲ့ဟာမျိုးတွေအများကြီးကြုံတွေ့ခဲ့တဲ့အချိန်မှာပြောရမယ်ဆိုရင်ကိုဗစ်ကြောင့်ကိုကိုရိုင်းနဲ့တေဝါနိုင်တယ်လေအဲ့လိုမျိုးဘရော့တီမလဲဆိုတာကိုတွေးလိုက်တဲ့အချိန်မှာလဲဆောင်းကဒီအလှအလှလောက်တဲ့အရာတွေကိုပို့ပြီးတော့စိတ်ကစိတ်နှစ်ပြီးတော့လှုပ်ဖြစ်သွားတာပေါ့ဟုတ် ။ចောင်းលូណាទិញលេលូបូរេ។ណៅចောင်းនីបាយលេលូបូរេ។ញ៉ាររមញ៉ាបាយ។ភ ਿਆ យីបាយဆိုលេអញ្ញេរွှេទិនកាត់តារេ។ណៅអពិនលូរេဆိုលេអ៊ឹមឡាសិននីបាលូបិទទេ។ណៅណៅចောင်းស៊ីងកែម៉ាតារេ។ណៅពីរក្លេមមួយណៃណេទូរេ។ដារីលេលូបិទទេ។អើរហូអីលូမျိုးរមិនပြောដាច់ពូប៉ុណ្ណោះ។បឡោលូកែទេဆိုរ៉ាမျိုးរហូគូ လလန်းမိတလောက်ပေါ့တကယ်လည်းလိုအပ်နေတယ်တကယ်လည်းလလန်းမိတယ်ဆိုရင်စောင်းလှူပြစ်ပါတယ်ဟုတ်အရင်တော့ဆိုရင်စောင်းကယူတဲ့သူပေါ့ဥမာထားပါတော့ကိုမိဘကိုမဘိုးပေးတာဖြစ်ဖြစ်တယောက်ယောက်ကလက်ဆောင်ပေးတာဖြစ်ဖြစ်ပြောတယ်တကယ်လို့မြန်ကိုအခက်ခဲဖြစ်နေတဲ့အချိန်ဒါမှမဟုတ်ကိုတကယ်ကိုလိုအပ်နေတဲ့အရာပေါ့နော်အဲ့ဟာလေးကိုအာရုပ်တရက်တယောက်ယောက်ကလာပေးတဲ့အချိန်မျိုးဆိုရင်အဲ့ဒီပြောအဲ့ဒီအပြောပေါ့နော်အဲ့ရအရန်ပြောတယ်စောင်းကနောက်ပိုင်းအလှူတွေလှုပ်ဖြစ်တယ်အလှူတွေလှုပ်ဖြစ်တော့အဲ့ဒီတယောက်ယောက်ကလိုအပ်နေတဲ့ပစ္စည်းတစ်ခုခုကိုစောင်းပေးလိုက်တဲ့အချိန်မှာအဲ့ဒီ အပြော်ကပို့ပြောရတယ်။ဟိုယူခဲ့ရတဲ့အချိန်ထက်ကိုပေးခဲ့ရတဲ့အချိန်မှာအဲ့လူဖြစ်သွားတဲ့မျက်နှာအဲ့လူရဲ့ဟိုဝမ်းသာတဲ့မျက်နှာပေါ့နော်အဲ့ဟာကိုအဆောင်ခံစားရတဲ့ feeling ကိုအဆောင်ကြိုက်တယ်ပေါ့နော်လူတွေပြောအောင်လောက်ကတာကိုအဆောင်ပို့သဘောကျသွားတာဟုတ်။ဆောင်းတွေးပေါ့နော်ဆောင်းလူဘဝတတန်းနောက်ထပ်နေရလှလဲ20 30 40ပေါ့အဲ့လောက်ပေါ့နော်30လောက်ပေါ့အဲ့လောက်မှာကိုယ့်ရဲ့ကြံရှိနေတဲ့ဘဝလေးတွေကိုကိုမိဘအတွက်ရယ်နောက်တခြားလိုအပ်နေတဲ့လူတွေရယ်ကိုဖြည့်ဆည်းပေးရတာမျိုးပို့ပြီးတော့ ဆရာထက်တန်နေပို့သဘောကြရဲအဲ့လိုမျိုးလေးပဲဖြတ်တန်းချင်တာပေါ့နော်ဟုတ်အဆောင်ကထားပါတော့အလုပ်တစ်ခုခုကရရတယ်ဆိုရင်အဆောင်ကအဲ့ရရရပတ်စံလေးတွေကိုအဲ့လိုမျိုးအာရွှေလေးတွေစုပြစ်တယ်နောက်တခြားလက်ဝတ်ရနာလေးပေါ့နော်ဒါကတော့အများအားဖြင့်တော့ရွှေလေးတွေနည်းနည်းပပစုပြစ်တယ်နောက်တချို့ဟာလေးကြတော့လည်းမြေခွက်လေးစုပြစ်တယ်အဲ့လိုမျိုးလေးရှိတာပေါ့အဲ့တော့ကိုတကယ်လှူဖို့ကြီးကြီးမားမားလိုအပ်လာတဲ့ဟာမျိုးဆိုရင်အဆောင်ကဒီလိုမျိုးကိုစုထားတဲ့ပစ္စည်းတွေက ရောင်းပြီးတော့ လှူလိုက်တာမျိုးပေါ့။ဘာလို့လဲဆိုတော့ကိုယ့်ဆက်ထက်မှာငွေသားအများကြီးထားထားတာမဟုတ်တော့တချို့ဟာလည်းကျတော့ကြီးကြီးမားမားလှူတဲ့ဟာလေးရှိတယ်။အလှူနဲ့ပတ်သက်ရင်တော့အမြဲတမ်းအာတင်းတဲ့ပီတီလည်းဖြစ်ရတယ်လို့နောက်ထပ်လည်းအများကြီးလှူချင်တာ။ဘယ်လိုပြောရမလဲဆိုတော့ဟို အလိုလောဘကြီးမပြေနိုင်ဘူးဆောင်းဒီထက်ဒါကြီးကိုလည်းလှူကျင်တယ်ဟိုကလည်းလှူကျင်တယ်အဲ့လိုစိတ်ကစိတ်ဆန္ဒအမြဲတမ်းရှိတယ်ဟောတကယ်လိုအပ်တဲ့နေရာတွေလည်းဆောင်းအမြဲတမ်းလှူကျင်တယ်ပြောဆောင်းအခုလှူကျင်တဲ့အလူကြီးတွေလည်းအများကြီးရှိတယ်အဲ့တော့တခါကျရင်ဆောင်းပတ်စံရှာပြီးဆိုရင်ဟောနော်ဒီဟာကိုတက်တက်မှတ်မှတ်ကိုဖယ်ထားတာအခုထပ်ပြီးတော့တကယ် အရန်လူကျင်တဲ့လူတွေရှိတယ်ဟုတ်အဲဒီနေ့ဒီအချိန်အထိအဆောင်းကိုချစ်ပေးကြတယ်ပရိသတ်တွေအားလုံးကိုလည်းဆောင်းအများကြီးကျေးဇူးတင်ပါတယ်အာပရိသတ်တွေရဲ့မြစ်တာကြောင့်ဆောင်းကလက်ရှိဒီနေရာမှာရက်တည်နေနိုင်တာပါဒါတကယ်ကိုဆောင်းကိုချစ်တဲ့သူတွေရောနောက်မုန်းတဲ့သူတွေရောအားလုံးကိုဆောင်းကတကယ်ပဲလှိုက်လဲကျေးဇူးတင်ပါတယ်ရှင်